ဒါဆိုရင်ဥနိုင်တို့အတူတူပထမဦးဆုံးဒါဥနိုင်ကဘာကိုပြချင်တာလဲဆိုတော့ဥနိုင်ဒီမှာနှစ်ဆကပြခဲ့တယ်ပေါ့နော်ဒါနှစ်ဆမှာဥနိုင်မွေးကနန်ပြခဲ့တယ်2025ခုနှစ်ထဲမှာတဲ့နော်ငါးတုံညာအာပတ်လေကြပြီးလို့ရင်ငါးလေးနှစ်အာထိုးရန်ဆိုပြီးတော့ဥနိုင်ကဒီမှာဒီဆိုင်ကလေးနဲ့နော်အဲ့ဒီဆိုင်ကလေးနဲ့နှစ်ဦးလုံးကဒါမွေးကနန်တင်ပေးထားတယ်ပေါ့နော်အဲ့ဖိုင်တွေကတော့ဒါဥနိုင်ရဲ့ အကောက်ထဲမှာဒါဝင်ကြည့်လိုက်တော့အသေးသေးကိုရှင်းမပြတော့ဘူးခုဒီပွဲမှာထိုးရမယ့်9 3ည3ဆိုတဲ့မွေးကနန်းဖိုင်လေးကိုအရင်ရှင်းပြနော်အရင်ရှင်းပြမယ်ဆိုဦးနေတို့ဒီမှာ22ချိန်နဲ့23ချိန်ပါခွန်ခွန်လို့တူတယ်ခွန်အပိတ်ကခွန်အပိတ်၄ခါကွာပေါင်းခွန်ကြောင့်ခွန်ပိတ်ခွန်ပိတ်လို့တူတယ်၄ခါလို့ထိုင်တယ်အဲ့လိုထိုင်လိုက်တဲ့အခါမှာနော်အဲ့ဒီလိုထိုင်လိုက်တဲ့အခါမှာ ဒီကနန်းဒီသူ့ရဲ့အပေါ်ကပြန်ကြကနန်းအဖြစ်နဲ့ကစားတယ်ဒါပရမတကပ်ပေါ့နော်ဒုတိယကပ်မှာလည်းအဲ့ဒီလိုပဲဂွာပေါင်းခွန်လို့ရိုက်တယ်ခွန်ခွန်လို့ခွန်အပိတ်ကခွန်အပိတ်လို့ထည့်တယ်လေးခါလို့ထိုင်တယ်အဲ့ဒီအချိန်မှာဒီကနန်းလေးဒီသူ့ရဲ့အပေါ်ကဒါပြန်ကြကနန်းအဖြစ်နဲ့သူကစားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့တတိယကပ်မှာနော်ဂွာခွန်လို့လည်းရိုက်တယ်ခွန်ပိတ်ကခွန်ပိတ်လို့လည်းထည့်တယ်လေးခါလို့လည်း ကစားတယ်ကစားတော့ဒီမှာထွက်တဲ့ကနန်းကလည်းသူ့အပေါ်ကပြန်ကြကနန်းဖြစ်နေသူဒါကစားခဲ့တယ်ကစားခဲ့တော့ကောင်းပြီဒါဆိုရင်အဲ့ဒီစနစ်ထဲကနေပြီးတော့ဦးနိုင်ကဘာလေးကိုပြောချင်တာလဲဆိုတော့အဲ့ဒီစနစ်ထဲမှာကစားခွက်တွေမျိုးစုံရှိတယ်ယူဆပုံတွေမျိုးစုံရှိတယ်အဲ့ဒီမျိုးစုံတွေကမှနော်နှစ်သီးစားမှုဖြစ်တဲ့ကနန်းလေးကိုဦးနိုင်ကယူဆပြ နော်ယူဆပြမယ်ဆိုတော့ဦးနေတို့ဒီမှာနော်ဒါလုံကောက်စနစ်နဲ့ပြောမယ်ဆိုရင်ကတော့အများကြီးရှိတယ်ပေါ့နော်အများကြီးရှိတယ်ဒါနောက်တော့မှရှင်းပြမယ်အဲ့ဒါလေးတွေနော်အဲ့ဒီတော့ဒီမှာ၄ချိန်မှာ၅ထိပ်စီ၄ချိန်မှာ၅ထိပ်စီ၄ချိန်မှာ၅ထိပ်စီလို့ရိုက်ပြတယ်အဲ့ဒီ၅ဒီ73ချိန်မှာ၅နောက်ပိတ်လို့ရိုက်နော်၄ချိန်မှာ၅ထိပ်စီရိုက်မယ်73ချိန်မှာ၅နောက်ပိတ်ရိုက်မယ်ရိုက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်မှာရှိတဲ့၅ပါတဲ့ကဏ္ဍတစ်ခွက်၃ည ငါးလေးဆိုတဲ့ကဏ္ဍဒီတနစ်ချပြီးဒီဘက်နှစ်မှာ၄၅၃ညလို့ပတ်လေထွက်မယ်ထွက်ပြီးတဲ့သူ့အောက်မှာ၄၄၅ဆိုတဲ့ကဏ္ဍပတ်လေလိုက်ကစားတယ်ဒုတိယကမှလည်း၄ချိန်မှာငါးထိပ်စီလို့ထွက်တယ်ထွက်ပြီးတဲ့၁၃ချိန်မှာငါးနောက်ပိတ်လို့ကစားတယ်ကစားပြီးတော့သူ့ရဲ့တပင်ကြော်မှာရှိတဲ့ငါးတလုံးအပါနဲ့ငါး၄၅ဆိုတဲ့ကဏ္ဍဒီတနစ်ချပြီးဒီဘက်နှစ်မှာသူထွက်တယ်ထွက်ပြီးတဲ့သူ့အောက်မှာ၄၂၅ဆိုတဲ့ကဏ္ဍပတ်လေလိုက်ထွက်တယ် ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာ၄ချိန်မှာ၅ထိပ်စီလို့ထွက်တယ်ထွက်ပြီးတဲ့နေ73ချိန်မှာ၅နောက်ပိတ်လို့လိုက်ကစားတယ်ကစားပြီးတဲ့သူ့ရဲ့တပွဲကြော်မှာရှိတဲ့၅3 3ညဆိုတဲ့ကဏ္ဍဒီတနစ်ချပြီးတော့ဒါဒီနှစ်ထဲမှာသူကထွက်ရမှာနော်အဲ့ဒီမှာသူက၅3 3ညဆိုတဲ့ကဏ္ဍထွက်ပြီးတာနေသူ့ရဲ့အောက်မှာနော်ဒီ၄၅၅၄နှစ်ဆိုတဲ့ကဏ္ဍပတ်လေ ဒါကစားမှာဖြစ်တယ်ဆိုတော့เนาะကြဟုတ်ပြီဒါဒါငါးသုံးသုံးညာပတ်လေကိုနှစ်သီးသားမှုဖြစ်နေဒါမွေးကနေရှိတဲ့အကြောင်းကိုဒါဥနဲ့ကအဲ့ဒီဆက်ကြီးကနေပြတာပြတော့ဒီငါးသုံးသုံးညာဆိုတဲ့ကနေဒီအချိန်ကိုဘာလို့ဆွရှင်းတာလဲဆိုတော့ဒါစီးလိုက်နေရတော့အများကြီးရှိတယ်เนาะဒီကလင်နာလေးတစ်ခုတည်းနဲ့ကိုပဲဒါတွင်ဒါနှစ်မျိုးပြခြင်းလို့မို့ပေါ့နော်ဒီဒီအရှုပ်ထဲကနေပြီးတော့ဒါဥနဲ့ငါရှင်းရှင်းလေးလေးဖြစ်အောင်ကတော့ ကာလာလေးရင်နဲ့ဆွဲပြီးတော့ပြလိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာဦးနဲ့တို့ဒီမှာကိုခါသုံးနောက်ပိတ်เนาะကိုခါသုံးနောက်ပိတ်လို့ဖြစ်တယ်တင်းနဲ့သုံးလေး၅ဘက်မှာလဲကိုခါသုံးနောက်ပိတ်လို့ဖြစ်တယ်တင်းနဲ့သုံးလေး၅ဘက်မှာလဲကိုခါသုံးနောက်ပိတ်လို့ဖြစ်တယ်အဲ့တော့ကြံတဲ့တိုင်ပင်တွေကတော့ဦးနဲ့မထည့်တော့ဘူးပေါ့နော်ကိုခါသုံးပိတ်လို့ဖြစ်တာနဲ့သူ့ရဲ့တပွဲကျော်မှာထွက်တယ်ဒီကနန်းကိုခါသုံးနောက်ပိတ်လို့ဖြစ်လို့တပွဲသူ့ရဲ့တစ်နှစ်ကျော်မှာထွက်မဲ့ဒီကနန်းဒီ 684ဆိုတဲ့ကညာဒီသူ့ရဲ့ဒီပဲနှစ်ကကျွန်တော်လာခဲ့တယ်684ဆိုတဲ့ကညာဒီဒဲ့လာတာဒီ684ကဒီနေရာမှာ684လို့ဒဲ့ကြတယ်1 2 3 4 5 6နောက်ပဲသူ့ရဲ့တပွဲကြောင့်မှထွက်တယ်ဒီကညာဒီသူ့ရဲ့ဒီပဲနှစ်က964က964လို့ဒဲ့ကစားတာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာ1 2 3 4 5 6 3နောက်ပဲ သူ့ရဲ့တပွဲကြောင်မှာထွက်မဲ့ကဏ္ဍဒီနော်2020နှစ်၄ခုနှစ်ခေတ်ကကဏ္ဍတစ်ခွက်ကဒဲကြမှာဒဲကြမှာဆိုတော့2024ထဲမှာ9တုံ3ဆိုတာရှိတယ်ဒီအဲ့9တုံ3ဘာလို့ရွေးလဲဆိုတော့ဒီဦးနှံတို့ဒီပထမအကတ်မှာကိုခါ3ပိတ်လို့ဖြစ်လိုက်လို့ဒီမှာထွက်မဲ့ကဏ္ဍ6 8ဒီဒီဘက်နှစ်ကကဏ္ဍဒဲကြတော့မဲ့အချိန်မှာဒီ၃လုံးပေါင်းချင်းတုံည6ခွန်4ဒီတုံညနော် ိုးခွန်လေးတုံညကိုပြိတ်တုံညလို့ထောက်တယ်။သုံးလုံးပေါင်းတုံညကိုတုံညပြိတ်ထောက်လို့ဒီကနန်းဒီဒီအထောက်ကလေးနဲ့ဒဲကြတယ်။ဟုတ်ပြီတုံညပြီးတာနဲ့ကိုခါသုံးပိတ်ဒီမှာထောက်မဲ့ကနန်းဒီမှာဒဲကြတယ်။ဒီကနန်းကဒီမှာဒဲကြဖို့အတွက်ကိုတုံညပြီးတော့ဒီသုံးလုံးပေါင်းချင်းညာကိုနော်ဒီတုံးလုံးပေါင်း၉ဆောင်ပရိတ်၉လို့ထောက်လိုက်တဲ့ဒီကနန်းဒီဒီမှာတဲကြတယ်။ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာเนาะ ကိုးခါသုံးပိတ်ဒီမှာထွက်မဲ့ကဏ္ဍဒီဒီနေ့ထရကဏ္ဍထဲကြမှာထဲကြမှာဆိုတော့ပထမအကမှာတုံညဒုတိယအကမှာကိုးကုတတိယအကမှာဒီသုံးလုံးပေါင်းရင်း၈เนาะတုံညကို၈ပေါ့ဒီသုံးလုံးပေါင်းရင်း၈ကိုပရိရှိလို့ထောက်ပြရဲဒီဆောင်ကကဏ္ဍဒီကဏ္ဍလေးဒီဒီနေရာလေးမှာလာဥနိုင်ကဒဲကြနေတာဆိုတော့ငါးတုံညသုံးလို့ပဲဒါဥနိုင်ဒီအချိန်မှာကစားနေတာလေးပြမှာပေါ့เนาะ ဒီအချိန်မှာမွေးကနေလေးတစ်ခုကိုကစားချင်တာပြမှန်ဆိုတော့ဥနန်တို့ဒီမှာနော်ဒီ335လို့ဇောင်းထိုးတယ်ပေါ့အဲ့မှာတကက်ရှိတယ်335လို့ဇောင်းထိုးတယ်ဒီမှာလည်း335လို့ဇောင်းထိုးတာပေါ့နော်အဲ့ဒီလိုဇောင်းထိုးပြီးတာ ਨੇ ဥနန်တို့သူ့ရဲ့နောက်တဲ့နှစ်မှာထွက်မဲ့နှစ်ဦးကနန်းဒီသူ့ရဲ့ဒီညာဘက်ပေါ့နော်တစ်နှစ်ကျော်ပြီးတာ ਨੇ တိခါရဲ့ဘေးကကနန်းဟာ နှစ်ဦးကိုထွက်တယ်335လို့ဇောင်းထိုးတဲ့နောက်တနှစ်နှစ်ဦးမှာထွက်မဲ့ကဏ္ဍဒီတူရဲ့ဒီဘက်တနှစ်ကျော်မှာတက်ခါလို့ဖြစ်တဲ့ဘေးရကဏ္ဍဒီဒီမှာထွက်တယ်ဒါဆိုရင်ဒီမှာလဲ335လို့ဇောင်းထိုးတယ်သူ့ရဲ့နောက်တနှစ်နှစ်ဦးမှာထွက်မဲ့ကဏ္ဍဒီဒီဘက်ကတနှစ်ချာတက်ခါရဲ့ဘေးရကဏ္ဍဒီအကွက်ရွှေ့ဖြစ်နေကစားတယ်နော်အဲ့လိုကစားပြီးတာနဲ့၅ချိန်မှာ6ခါဒီ6ခါဒီနှစ်နှစ်ချာပြီး6ခါလို့မြန်ထည့်တယ် ၅ချိန်မှာ6ခါ6ခါတည်း2နှစ်ချပြီး6ခါလို့ပြန်ထည့်တယ်၅ချိန်မှာ6ခါ6ခါက2နှစ်ချပြီး6ခါလို့ထည့်တယ်ဆိုတော့ဒါ2020နဲ့၅ခုနှစ်မှာဒီ site ကြီးကနေအလုပ်တစ်ခုဦးနဲ့ကလှုပ်ရှင်တာလှုပ်ရှင်တော့ကောင်းပြီသူနဲ့အတိုင်ပင်ကွာဦးအတူတူမှာဆင်းခဲ့လိုက်တဲ့အခါမှာနော်ဆင်းခဲ့လိုက်တဲ့အခါမှာ၃နောက်ပိတ်ပြီး၃ထိတ်လို့ကစားမှာနော်၃နောက်ပိတ်က၃ထိတ်လို့ကစားပြရတဲ့ဒီ၃လုံးပေါင်းချင်း1 1နှစ်ခတ်ဒီ break ၄ ဒုတိယကတ်မှာ၄နောင်ပိတ်က၄ထိတ်လို့ကစားတယ်ဒီသုံးလုံးပေါင်းခြင်းဒီနှစ်နှစ်ရဲ့နှက်ခတ်ဒီပရိတ်၄ဟုတ်ပြီဒါဆိုရင်တတိယကတ်မှာ၅နောင်ပိတ်က၅ထိတ်လို့ကစားတယ်ဒီသုံးလုံးပေါင်းခြင်းဒီနှစ်နှစ်ရဲ့နှက်ခတ်ဒီပရိတ်၄လို့သူကထည့်ထည့်တော့အဲ့ရနေပြီးတော့ပထမကတ်မှာအဲ့၄ပရိတ်ရဲ့တပွဲကြောင့်မှာရှိတဲ့ဒီ၃ညာ၅၄ဆိုတဲ့ဂဏန်းရဲ့သူ့ရဲ့နှစ်ပွဲကြောင့်မှာရှိတဲ့၁၃၆ဆိုတဲ့ဂဏန်းရဲ့တနည်းချပြီဒီဘက်နှစ်မှာ၃ညာ၅၄လဲထွက်တယ် နော်ဒီ3.6ဆိုတဲ့ကဏ္ဍလည်းထွက်တယ်3.5လေးဆိုနှစ်ခါတောင်ထွက်တာပေါ့နော်ဒီမှာတစ်ခါထွက်တယ်ပြီးတော့3.6လည်းထွက်တယ်ဒုတိယကမှလည်းအဲ့လိုပဲနော်ဒီ၄ပရိရဲ့တပွဲကြော်မှာရှိတယ်၄5ဆိုတဲ့ကဏ္ဍဒီတစ်နှစ်ချပြီးဒီဘက်နှစ်မှာ၄5ဆိုတဲ့ကဏ္ဍလည်းထွက်တယ်၄5ရဲ့နှစ်ပွဲကြော်ဟာ633ဆိုတဲ့ကဏ္ဍကလည်းအဲ့ဒီနှစ်ထဲမှာထွက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အဲ့တို့ဒီမှာတတိယကတ်မှာနော် လေးပရိရဲ့တပွဲကျော်မှာရှိတဲ့9330ညဆိုတဲ့ကဏ္ဍကလည်းနှစ်နှစ်တနစ်ချပြီးဒီဘက်နှစ်မှာဒီနေရာကိုထွက်ရှင်တာ9330ညရဲ့တပွဲနှစ်တပွဲနှစ်ပွဲကျော်က၄ခု၈ဆိုတဲ့ကဏ္ဍကလည်းအကယ်၍9330ညလာထွက်ခဲ့မဲ့ဆိုရင်ဒီကြံတဲ့၃ချိန်မှာ၄ခု၈ဆိုတဲ့ကဏ္ဍကလည်းထွက်ရမှာပေါ့ဗျာအဲ့တော့ဘယ်ကဏ္ဍကအရင်ထွက်ခဲ့လဲဆိုတော့ဒါဥနာရဲ့အမြင်လေးဒီ ဘယ်ကဏ္ဍကအရင်ဆုံးကလည်းဆိုတော့ဒီအမှ၄ပြည့်ရတဲ့ဘွဲကျော်မှာရှိတဲ့၅ပါတဲ့ကဏ္ဍ၃ညာ၅လေးဆိုတဲ့ကဏ္ဍဒီဒီနေရာလေးကိုသူကအရင်ထွက်တယ်နော်အရင်ထွက်တယ်သူထွက်တော့မဲ့အချိန်မှာနော်ထွက်တော့မဲ့အချိန်မှာသူကဘလို့ပုံစံမျိုးနဲ့သူကထွက်ခဲ့တာလဲဆိုတော့ဒီနှစ်ထဲမှာနော်ခွန်ထိပ်စီးဒီဒီမှာတကြီးနှစ်ကြီးခွန်ထိပ်စီးနှစ်ကြိမ်ထောက်တယ်ထောက်ပြီးတော့သူ့ရဲ့မြင်းကုန်မှာ၃ပြိတ်လို့ထောက်ပြီးရတယ်ဘေးမှာ ဒီ35လေးဆိုတဲ့ကဏ္ဍတစ်ခွက်ပတ်လေကိုအရင်စထွက်အဲ့လိုထွက်ပြီးတော့မှသူ့ရဲ့နှစ်ပွဲကြောင့်မှရှိတဲ့163ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့အောက်မှာလိုက်ထွက်တယ်လို့ဒါဥနဲ့ယူဆလိုက်တာဒုတိယကမှလည်းအဲ့လိုပဲဒီ၄ပြည့်ရဲ့တပွဲကြောင့်၄၅နှစ်ဆိုတဲ့ကဏ္ဍဒီနော်တနစ်ချပြီးဒီနေရာလေးကိုထွက်တော့မဲ့ချိန်မှာ သူ့ရဲ့ဒီတနစ်ကျော်မှာခွန်ထိပ်စီးဒီဒီမှာတစ်ချိန်ဒီမှာတစ်ချိန်နှစ်ချိန် ခွန်ထိပ်စည်းနှစ်ကြိမ်ထောက်တဲ့သူ့ရဲ့မြင်းကုန်မှာပထမ3ပြိတ်ပြီးတော့ဒီမှာ4ပြိတ်လို့ထောက်တိုင်းထောက်ပြီးတော့သူ့ရဲ့ဘေးကိုထွက်တယ်။အဲဒီလိုထွက်ပြီးတော့မှဒီကနန်းရဲ့နှစ်ပွင့်ကျော်မှာရှိတဲ့633ဆိုတဲ့ကနန်းဒီ45နှစ်ပတ်လည်ထွက်ပြီးမှ393ဆိုတဲ့ကနန်းပတ်လည်လိုက်ထွက်တယ်။ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာ4ပြိတ်ရဲ့တပွဲကျော်မှာရှိတဲ့933ဆိုတဲ့ကနန်းဒီတနေ့ချပြီးဒီနေရာလေးကိုထွက်ရှင်တာထွက်ရှင်တော့သူ့ရဲ့တနေ့ကျော်မှာเนาะဒီ2000 2023ခုနှစ်ထဲမှာခွန်ထိပ်စီးသည်ဒီမှာတစ်ကြိမ်ထွက်တယ်ဒီမှာတစ်ကြိမ်ထွက်တယ်နှစ်ကြိမ်ထွက်တယ်ခွန်ထိပ်စီးနှစ်ကြိမ်ထွက်ပြီလာနဲ့သူ့ရဲ့တပွဲကျော်မြင်းကုန်မှာနော်ပထမကမှာ3ပရိဒုတိယကမှာ4ပရိတတိယကမှာ5ပရိလို့ထောက်ပြတာနဲ့သူ့ရဲ့ဘေးမှာဒါ9 3ည3ဆိုတဲ့ကဏန်းလေးကိုဒါဥနေကထွက်ရှင်တာအကယ်၍အဲ့ကဏန်းလေးဒီမှာထွက်ခဲ့ပြီဆိုရင်ဒီ390ပတ်လည်ထွက်ပြီလာနဲ့နှစ်ပွဲကျော်မှာရှိတဲ့၄ခွန်8ဆိုတဲ့ကဏန်းပတ်လည်ရလေဒီကဏန်းလေးထွက်ပြီရင်ဒါပထမ ဒုတိယအကကလို့ပဲဒီသူ့ရဲ့အောက်မှာလိုက်ပြီးထွက်ရမှာပေါ့နော်။ဒါအဲ့တော့ဒါ9 3 3နဲ့ပတ်သက်လို့ဒါဦးနိုင်ကတော့ဒဲရေးပြလိုက်တယ်။ကြိုက်တဲ့မေးဆွေတွေကအာထိုးလိုက်။အာမထိုးခြင်းနဲ့မေးဆွေကကိုကြိုက်တဲ့နေရာအထိုင်လေးကိုအဆင်ပြေတယ်လို့ဒါရွေးထိုးလိုက်ပေါ့ဗျာ။နော်။ရှင်းပရိတ်တော့မပြလိုက်အောင်။ Okay မပြတော့ရှင်းပရိတ်ကတော့၃မျိုးလောက်ရှိတယ်နော်။ကဲရှင်းပရိတ်မပြတော့ဒါကိုကရက်နှစ်၃၅ဆိုတော့ဒါခွန်ပရိတ်ကိုပြမယ်နော်။ပရိတ်ရှိပြဖို့မေ့သွားတယ်။ အဲ့တော့ငါတို့ညာငါငါတို့ညာအုံကြိုက်တဲ့မိတ်ဆွေတွေအထိုးလိုက်ပါပျောက်နေတဲ့ဗရိရှိသည်ဒီပွဲမှာဗရိရှိအကြတွေရှိတယ်နော်ရှိပရိနဲ့ပတ်သက်ပြီးအကြတွေရှိတယ်ဗရိရှိနဲ့ပတ်သက်လို့အဲ့မှာငါတို့ညာအုံကိုကြိုက်ရင်ထိုးလိုက်ပေါ့နော်ဒါမနစ်ကကနအဲ့တော့မနစ်ကကနနဲ့မှာဗရိရှိနဲ့ပတ်သက်ပြီးဗာရိကြကလေးဆိုတော့ငါတို့ညာအုံဒဲကြခဲ့တယ်တုံညာလေးလေးဗရိရှိကြခဲ့တယ် နော်နောက်ထပ်ပရိရှိကတော့မရှိတော့ဘူးပေါ့အဲ့နှစ်ကွက်ပေါ့နော်ပရိရှိအတ္တိ6တတိ6ဆိုတဲ့ကဏ္ဍပရိရှိကြခဲ့တယ်ပေါ့နော်အကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပေါ့ကြည့်ကောင်းပြီအဲ့တော့ဒါလေးကဥနိုင်ကဒါလေးကလည်းဒါကလင်လာအဟောင်းလေးတည်းပဲနော်တန်တန်စင်ရင်လေးဖြစ်အောင်တော့ဆွဲပြီးပြလိုက်မယ်ပရိခွန်လေးပြမယ်နော်ရှိပေါင်းကဒီရှိပေါင်းကကိုဒီသုံးလုံးပေါင်းကငါးလို့ရိုက်ပြတာနဲ့ငါးရဲ့နှက်ကဒီသုံးလုံးသုံးလို့လန့်ထည့် ပြီးတာနဲ့ရှီပေါင်းကဒီသုံးလုံးပေါင်းက9ရဲ့နှစ်ခတ်ကိုဒီသုံးလုံးသုံးလို့လန့်တယ်ပြီးတာနဲ့ရှီပေါင်းကဒီသုံးလုံးပေါင်းက9ရဲ့နှစ်ခတ်ကိုဒီသုံးလုံးသုံးလို့လန့်တယ်ဟုတ်ပြီဒါဆိုရင် तू ကဘာလို့ကစားချင်တာလဲဆိုတော့ဒီ9ဒီ9လို့ကစားတယ်ကစားပြီးတာနဲ့ဒီလိုသုံးလို့ထည့်လိုက်တယ်နော်သုံးလို့ထည့်ပြီးတာနဲ့သူ့ရဲ့အပေါ်မှာဒီသုံးလုံးပေါင်းချင်းကခွန်အဲ့ခွန်ကြောင့်ဒီနေရာမှာဗရိတ်ခွန်လို့ကစားမှာ เนาะအဲ့ဒီမှာဒီဗရိတ်ခွန်လို့ကစားမဲ့အချိန်မှာဒီ၃လုံးပေါင်း၃နဲ့ဒီ၃လုံးပေါင်း၄နဲ့ပေါင်းလိုက်ရင်လေသူကခွန်လို့ပဲရတယ်เนาะအဲ့လိုရပြီးတော့မှဒီ၃လုံးပေါင်းခွန်ကိုဗရိတ်ခွန်လို့ဒီမှာထည့်ဒါပထမတကက်ဒုတိယကမှာလည်းဒီ၅ဒီ၅ဒီလို၃ဒီ၃လုံးပေါင်းခွန်ကြောင့်ဒီမှာဗရိတ်ခွန်လို့ရိုက်မှာရိုက်မဲ့အချိန်မှာလည်းဒီ၃လုံးပေါင်း၃နဲ့ဒီ၃လုံးပေါင်း၄နဲ့ခွန်လို့ပဲသူထည့်လိုက်တဲ့သူရဲ့ဒီ၃လုံးခွန်ကဗရိတ်ခွန်လို့ရိုက်တာ ဒါဆိုရင်ဒီတတိယကံမှာဒီ၅ဒီ၅ဒီ၃လုံးက၃၃ရဲ့ဒီဆောင်မှာဒီ၃လုံးခွန်းလို့ထည့်တဲ့အတွက်ဒီနေရာမှာဗတိခွန်းလို့ရိုက်မှာရိုက်ဖို့အတွက်ကိုဒါဦးနိုင်တော်ကဒီမှာဒီ၃လုံးပေါင်းချက်၄လို့ဖြစ်တဲ့အတွက်ဒီ၃လုံး၃နဲ့ဒီ၃လုံး၄နဲ့ခွန်ကြောင်းလေဒီ၃လုံးခွန်ကြောင်းဗတိခွန်းလို့ဒါကစားချင်တာပေါ့နော်ဒါဗတိခွန်းလမ်းပေါ့ဟုတ်ပြီဗျာနော်နော်ရှစ်ဆောင်၅နဲ့နှစ်တုံညာ၅နှစ်သီးစားမွေးကနေထုတ်တဲ့နေရာမှာရှစ်ဆောင်၅ကတော့ထွက်သွားတယ်ဦးနိုင်တော် ဟို6.5ကိုအကျဉ်း20မှာဖမ်းတော်ညာလေဒါသူကကြိုထွက်သွားတယ်ပေါ့နော်မမိလိုက်ဘူးပေါ့အဲ့တော့အခုဒီ1.35ကျန်နေတဲ့အတွက်ကိုဒီစနစ်ထဲကနေပြီးတော့ဒါ1.35ဆိုရဲကဏ္ဍလေးကိုဒါဒီဘွဲမှာဦးနိုင်ကတောက်ကလေးဒီအင်မတန်မှကောင်းမွန်နေတဲ့အတွက်ကိုဒါဦးနိုင်ကထည့်ပြီးတော့ကစားပြလိုက်တယ်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဒါဦးနိုင်တို့ဒီမှာနော်ဒီသုံးလုံးပေါင်းရင်9 ငါ့ကိုဒီသုံးလုံးပေါင်းရင်ငါလို့ထည့်တယ်ဒီမှာတကားရှိတယ်တိုင်ပင်ကွာဝေးအတူတူပဲနော်ဒီသုံးလုံးပေါင်းရင်ငါ့ကိုဒီသုံးလုံးပေါင်းရင်ငါလို့ထည့်တယ်ဂျားထဲမှာတိုင်ပင်ကွာဝေးနှစ်ချားအတူတူပဲဒီသုံးလုံးပေါင်းရင်ငါ့ကိုဒီသုံးလုံးပေါင်းရင်ငါလို့ထည့်ထည့်တော့အခုကလုံကောက်စနစ်နဲ့ပြမှာဖြစ်တဲ့တွေ့ကျန်နဲ့မလို့အပ်တဲ့တောက်တွေလုံးဝထည့်မထားဘူးပေါ့နော်အဲ့တော့ဒီ ဒီစနေတရနေပြီးတော့လုံကောက်စနေလေးနဲ့ရှစ်ချောင်းကလည်းလုံကောက်စနေနဲ့အောင်သွားတယ်အခုနှစ်တုံညာငါးကိုလည်းလုံကောက်စနေနဲ့ထည့်မှာဖြစ်တဲ့အတွက်ကိုကျန်တဲ့မလိုအပ်တဲ့ဒေါက်တွေကိုလုံကဦးနိုင်ကထည့်မပြောင်းနော်ထည့်မပြောင်းဆိုတော့ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ကဒီသုံးလုံးငါးကိုဒီလိုငါးလို့ဖြစ်ခဲ့တဲ့အတွက်သူ့ရဲ့ဒီဆောင်မှာရှိတယ်ဒီမှာငါးဒီမှာတုံညာငါးထိတ်တုံညာထိတ်တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်မှာလေးထိတ် ငါတုံညာလေးဆိုတဲ့ကနန်းဒီသူ့ရဲ့ဒီနောက်တဲ့နှစ်မှာငါတုံညာလေးဆိုတဲ့ကနန်းလုံကောက်စနစ်နဲ့ပတ်လေသူထွက်ခဲ့တယ်ဒါဆိုရင်ဒုတိယကမှာဒီငါဒီငါကြောင့်သူ့ရဲ့မိကုံမှာရှိတယ်ဒီမှာငါဒီမှာတုံညာတပင်နှစ်ပင်သုံးပင်၄ပင်၅ပင်မှာရှိတဲ့လေးငါတုံညာလေးဆိုတဲ့လုံကောက်စနစ်ကနန်းပတ်လေဒီသူ့ရဲ့နောက်တဲ့နှစ်မှာဒီနေရာလေးမှာသူထွက်ခဲ့တယ်ဟုတ်ပြီဒါဆိုရင်ဥနဲ့လို့ဒီမှာ ဒီမှာ၅ဒီမှာ၅ဖြစ်ခဲ့လို့သူ့ရဲ့ဒီဆောင်မှာရှိတယ်ဒီမှာ၅ဒီမှာ၄တပင်၂ပင်၃ပင်၄ပင်၅ပင်မှာရှိတယ်တုံည၅၄တုံညဆိုတဲ့ကနန်းပတ်လေသည်သူ့ရဲ့နောက်တစ်နှစ်မှာဒီမှာသူထွက်ခဲ့တယ်၅၄တုံညလုံကောက်စနစ်နဲ့ကနန်းပတ်လေထွက်ခဲ့တာကိုနော်ပရမဒီ2024မှာသူအောင်းတယ်အောင်းတော့ကောင်းပြီအဲ့ဒါစီ6 6 5လုံကောက်စနစ်ကတော့မပြတော့နော်အဲ့တော့ အဲ့လိုလုံးပေါ်စနစ်နဲ့အောင်သွားတဲ့တွေကြီးနှစ်ချင်းမှာနော်ဒီ9နှစ်3ညဆိုတဲ့ကဏ္ဍပတ်လေတကွယ်လိုက်ထွက်တယ်အဲ့ဒီလိုပဲဒီဘက်ဒုတိယမှာလည်း3ည9နှစ်ဆိုတဲ့ကဏ္ဍပတ်လေတကွယ်လိုက်ထွက်တယ်အခုတတိယမှာဒီနေရာလေးမှာဒီနှစ်ထဲမှာနှစ်3ည9ဆိုတဲ့ကဏ္ဍပတ်လေတကွယ်ကိုဒါဦးနိုင်ကထွက်ချင်တာပေါ့နော်ထွက်ချင်တော့အဲ့နှစ်3ည9ကလည်းသူကအကြောင်းပဲလာခဲ့တာမဟုတ်ဘူးပေါ့နော်အဲ့တော့သူကလည်းတိုင်းမင်းကွာဦးအတူတူပဲ ဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်လို့ဖြစ်ခဲ့တဲ့အတွက်တုံညာနောက်ပိတ်နောက်ပေါင်းခွန်ခွန်လို့ဖြစ်ခဲ့တဲ့အတွက်တပင်နှပင်သုံးပင်မှာငါးနောက်ပိတ်1 2 3 4ငါးပင်ရဲ့ပုံမှာတုံညာထိပ်တပင်နှပင်ရဲ့ပုံမှာနှစ်ပိတ်အဲ့တော့ငါးတုံညာနှစ်အဲ့ဒီငါးတုံညာနှစ်ကလည်းခွန်ပဲเนาะတုံညာနောက်ပိတ် နောက်ပေါင်းခုန်ဖြစ်ခဲ့လို့သူနဲ့တိုင်မဲကွာဝဲတူတူမှ9 3ည2ဆိုတဲ့ကဏ္ဍ3လုံးပတ်လေပြန်ထည့်တယ်ထည့်တဲ့အတွက်အဲ့ဒီ9 3ည2ဒီသူ့ရဲ့3ည5လေးကြပြန်တယ်သူ့ရဲ့နောက်တဲ့နှစ်ကိုကြမယ်နော်ကြတော့မဲ့အချိန်မှာ तू ကပထမအဦးဆုံးထောက်ချက်တကူကိုဦးနိုင်ကစားပြမယ်ဒီ9ဒီ9ဖြစ်ခဲ့လို့ဒီနေရာမှာဗရိတ်6နော်အဲ့ဒီ6ဗရိတ်ကဒီမှာ9ခွန်လေး6ဗရိတ်လို့ထောက်တဲ့အတွက်အဲ့ဒီ6ကြောင့်ဒီ3လုံးပေါင်းရင်6လို့အရင်ထောက်မယ်ထောက်ပြီးတော့8ထိပ်စီပုံတွေထောက်မယ် ထောက်ပြကြတယ်သူ့ရဲ့အောက်ကိုကြတယ်ဒါကပထမထောက်ချက်တစ်မျိုးဒါဗရိတ်6ဗရိတ်က6ဗရိတ်လို့ထောက်ပြီးတော့ဒီလို6လို့ထောက်ပြီးတော့7ထိတ်နဲ့ထောက်တာဒါတစ်မျိုးအဲ့တော့ဒီကနန်းအဲ့လို့ထောက်ပြီးတာနောက်ထပ်တစ်မျိုးကကြတော့ဦးနေတို့ဒီမှာဒီ3လုံးပေါင်းခြင်း3ဒီ3လုံးပေါင်းခြင်း3ကိုဒီ3လုံးပေါင်းခြင်း3လို့ဖြည့်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်သူထွက်တယ်ပေါ့နော် ဒါကတနည်းဟုတ်ပြီဒါဆိုရင်ဒုတိယကဒုတိယကမလဲအဲ့လိုပဲ၃ညနောက်ပိတ်နောက်ပေါင်းခွန်ခွန်လို့ဖြစ်တယ်နှစ်နေချပြီးတော့နှစ်နောက်ပိတ်၅ပင်ရဲ့ပုံမှာ၃ညနှစ်ပင်ပုံမှာ၅အဲ့တော့ညီနှစ်၃ည၅ဆိုလေလုံကောကလည်းဒီနေရာလေးကိုထွက်ရှင်တာထွက်ရှင်တော့ဒီဗရိတ်ခွန်ကနော်ဒီနေရာလေးမှာဗရိတ်ခွန်လို့ကစားခဲ့တဲ့အတွေ့အဲ့ဒီခွန်ဒီဒီသုံးလုံးပေါင်းခြင်းခွန်လို့ထောက်ဗရိတ်ရှစ်ထည့်လို့ထောက်ပြန်တယ်သူ့ရဲ့အောက်ကိုထွက်တယ် ထွက်ပြီးတော့ပရမအကတ်မှာ3လို့ထောက်ပြီးတော့ဒီမှာဒီသုံးလုံးပေါင်းညံ2အဲ့ဒီ2ကိုလည်းဒီသုံးလုံးပေါင်းညံ2လို့ထောက်20ထောင်းနဲ့ဒီနေရာကိုကြားတယ်ဟုတ်ပြီဒါဆိုရင်တတိယအကတ်မှာ၃ညနောက်ပိနောက်ပေါင်းခွန်ဖြစ်ခဲ့လို့2နှစ်ချားပြီးတော့ဒီမှာ2ဒီမှာ၃ညဒီမှာ9နှစ်၃ည၅ဆိုတဲ့လုံးောက်ကလေးရလေဒါဒီနေရာလေးကိုဦးနိုင်ကထွက်ရှင်တယ်ထွက်ရှင်တော့ဘယ်လိုပုံစံထွက်မှလဲဆိုတော့ဦးနိုင်တို့ဒီမှာ ်ပရမအကတ်မှာဗရိတ်ချောင်းဒုတိယကတ်မှာဗရိတ်ခွန်တတိယကတ်မှာအခုဒါဗရိတ်ရှစ်အဲ့ဒီဗရိတ်ရှစ်ကလည်းဒီနေရာလေးမှာဗရိတ်ရှစ်လို့ထည့်ခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းရလဲရှစ်လို့ထောက်တယ်ရှစ်ထိပ်ကလည်းထောက်တဲ့အတွက်ဒီနေရာလေးကိုထွက်ချင်တယ်ဒါဒါပရမထောက်ချက်တစ်မျိုးဗရိတ်နဲ့နော်အဲ့တော့နောက်တစ်ခုကကြတော့စီနီယာကစားခွင့်နဲ့ပထမကတ်မှာ3ဒုတိယကတ်မှာ2အခုတတိယကတ်မှာဒီသုံးလုံးပေါင်းခြင်းက1အဲ့ဒီ1ကိုလည်းဒီသုံးလုံးက1လို့ထောက်တဲ့အတွက်ဒီနေရာကိုထွက်ရှင်တယ် နော်ဒါ62မျိုးနဲ့နန်းလေးကိုထွက်ရှင်တာထွက်ရှင်တော့ကောင်းပြီဒါဆိုရင်နောက်ထပ်တစ်မျိုးကဘယ်လိုပြန်ထောက်ခဲ့လဲဆိုတော့ဒီသုံးလုံးပေါင်းခွန်းဒီသုံးလုံးပေါင်းကိုခွန်းနဲ့ကိုနဲ့ပေါင်းတာဒီ6ဒီသုံးလုံးပေါင်းဒီ8ဒီသုံးလုံးပေါင်းဒီ8 8နဲ့8နဲ့ပေါင်းတာလေ6ဒါဆိုရင်ဒီသုံးလုံးပေါင်းကိုဒီသုံးလုံးပေါင်းခွန်းကိုနဲ့ခွန်းနဲ့ပေါင်းတာလေ6ဆိုပြီးတော့เนาะသူက senior ဖြစ်စဉ်ကလေးတွေကိုထောက်ချက်ကလေးတွေထောက်ထားခဲ့တဲ့အတွက်ကိုဒါဒီနေရာလေးမှာဒါဦးနိုင်ကနော်လုံကောက်စနစ်နဲ့နှစ်တီသာမွေးကနန်းမှာရှစ်ချောင်းငါဆိုတဲ့လုံကောက်စနစ်အောင်သွားတဲ့အတွက်ကိုဒီနှစ်တုံညာငါကိုဒီနေရာလေးမှာဦးနိုင်ကကစားပြလိုက်ရခြင်းဖြစ်တယ်အဲ့တော့ဒီနှစ်တုံညာငါကိုတော့ဒီတိုင်းပဲနေရာအထိုင်လေးကိုအဆင်ပြေသလိုရွေးပြီးတော့ထည့်ပေးလိုက်တယ်ကြိုက်တဲ့မိတ်ဆွေကအာထိုးလိုက်မကြိုက်တဲ့မိတ်ဆွေကနေရာအထိုင်ကိုကိုယ်အလီနဲ့ကိုအဆင်ပြေသလိုရွေးထိုးလိုက်ကြပေါ့ဗျာ ¿no? Que comí.